ရှိလောက်သိဘူးလို့ကျွန်တော်ယူဆတယ်ရှိလူနီးပါးဖြစ်နေပြီးတော့သိရတယ်ဟုတ်တော့ဒါစူးစမ်းနေတော့သိရတယ်ရှိလူနီးပါးဖြစ်နေပြီဖြစ်နေတာကြာအဲကြောင့်မလို့အမေရိကန်ကလက်ဦးရယူပြီးတော့အဲဒါကိုဖျက်ဆီးပြတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဆိုတော့အစ္စရေးကလည်းအီရန်လက်ထက်မှာနျူကလ িয়ার ဘုံရှိနေမှာကိုကြောက်မှာကမ္ဘာကြီးကလည်းဒီအမေရိကန်ကလည်းကြောက်မှာပဲဟုတ်တော့နျူကလ িয়ার ဘုံပိုင်ဆိုင်တဲ့လက်နဲ့တနိုင်ငံတိုးလာရင်တိုးလာတိုင်းမှာဒီနျူကလ িয়ার ဘုံပိုင်ဆိုင်ထားတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအတွက်ကဟိုထင်ထိုင်ချင်းလို့မရဘူးပေါ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကိုကျော်မျိုးမင်းရဲ့တင်ဆက်သုံးချက်လေးချို့နားထောင်ကြည့်အောင်ခင်ဗျ ကျွန်တော်မြန်မာပြည်အနေနဲ့ကတော့တချို့ကပြောမှာပေါ့ငါတို့ကမင်း Iran Israel နဲ့စစ်ဖြစ်တာငါတို့ပါဆိုင်လို့လေပေါ့။နောက် America ဝင်ပါလဲငါတို့နဲ့ပါဆိုင်တယ်ငါတို့နဲ့အဝေးပါလို့တချို့ကတော့တွေးလိမ့်မယ်။ဒါကြတော့ကျွန်တော်တို့ကျွန်တော်နဲ့ဝေးရလားဆိုတော့အရန်ဝေးရတော့မဟုတ်ဘူး။ကျွန်တော်ကဘာကိုရွာလို့ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အိမ်ပေးရမယ်။ဖြစ်နေရလို့ခေါ်တယ်။အဲ့တော့ကျွန်တော်တို့အိမ်လည်းအဲ့ဒီအပူမီးရဒီမှာလာပြီးတော့တချီချီမှာဟတ်နိုင်တယ်ပေါ့လာပြီးတော့ဆိုတော့ကျွန်တော်တို့ကတော့ဒါကြီးကိုကြည့်ပြီးတော့ဖြစ်နိုင်ချေရှိတယ်လာလာခင်းချင်းကိုကမန်းကြည့်တာပေါ့နော်။ဆိုတော့ကျွန်တော်ကမန်းတာလာဆိုတော့ ဒီနေ့ဘုလိုမကြီးတို့ဘုလိုမကြီးမြောက်လိုင်းတို့တမတော်ကထိပ်ပိုင်းကောင်းဆောင်နေနော်တမတော်တမတော်သူသေသနာအဖွဲ့စီလေးလာမဟာပြူလေးလာတဲ့အဖွဲ့စီအကုန်လုံးကအဲ့ဒီ Israel Iran ရဲ့တိုက်ဟိုအပြန်လန်ချရကြတဲ့ဇလန်နဲ့နောက် American ဝင်ပါလာတဲ့ဇလန်တွေကိုသူတို့လည်းလေးလာခဲခတ်သုံးသပ်နေကြနေမယ်သူတို့လည်းပြင်းပြင်းလင်းပြင်းပြင်းပြောရင်သူတို့လည်းဒီအဖြစ်ဖြစ်စဉ်ခင်းချင်းပေါ်ကနေအသင်ခံစာယူမယ်လေးလာမယ်တင်ယူမယ်ပေါ့ဗျာဒါတွေရှိနေမယ်သူတို့လုပ်နေကြနေမယ်ကျွန်တော်ပြောပါတယ်သူတို့တင်နေကြပါတယ်တင်ယူနေပါတယ်တင်ယူနေပါတယ်ဒီ American နဲ့ ရန်ဖြစ်လို့ရသလားအစ်စွန်းနဲ့ရန်ဖြစ်လို့ရသလားအီရန်နဲ့ကျွန်တော်တို့ရန်ဖြစ်လို့ရသလားဆိုတာမျိုးပေါ့နော်နမူနာပြောရရင်တော့သူတို့လည်းတင်ယူနေပါတယ်လို့ကျွန်တော်ကျွန်တော်ပြောပါတယ်ဆိုတော့ဘာပြောတင်ယူနေမှာပါပဲအခုဒီဒီနေ့မနေ့အစောကြီးအိတ်ရထားတဲ့အချိန်မှာပဲနေ့လေလောက်လေကြာသတင်းတစ်ခုနေ့လေမို့ပြဘောလောက်တည်းရသေးတယ်စနေနေ့ဆက်နေ့လောက်တည်းရသတင်းကသတင်းကြီးဖြစ်နေတကဘာလုံးမှာပေါ်လို့ရနေတာကအီရန်ရဲ့နေရာသုံးနေရာပေါ့နော်ဒီနေရာသုံးနေရာပေါ့အဲကျွန်တော်နာမည်တိကျတော့မရွတ်ပြတော့ဘူးခင်ဗျားတို့လည်းဟို website ဒီမှာတော့ဖိုင်အကုန်မြင်နေရပြီလားမလို့မပြောတော့ဘူးအီရန်နေရာသုံးနေရာကို ၃နေရာကိုဒီအမေရိကန်ကပထမဆုံးချိန်လို့တော့ပြောလို့ရတယ်ဒီတကယ်ကိုဟိုဘုံဘုံကျဲနေရင်ပထမဆုံးချိန်ထုတ်သုံးမှာပေါ့နော်ဒီအနုမြူတပေါင်းမှုရှိအနုမြူအနုမြူတွေအဲသူကတော့အနုမြူထုတ်လို့တဲ့နေရာလို့ပြောတယ်အီရဘက်ကတော့အဲအီရဘက်ကတော့သူတို့ကတော့ရှိလားမရှိလားအဲ့လိုဝိရချမတွေပြောနေကြတယ်သို့တော့သူကအမေရိကန်ကတော့သူတို့ပြစ်လိုက်တာကတော့ဘုံမာနဲ့ပေါ့နော်ဟိုဗီဒူဘုံမာနဲ့သူကင်ထည့်တယ်ပြစ်ထည့်တယ်ဆိုတော့ကျွန်တော်တို့အားလုံးလည်းအဲ့ဒီအမေရိကန်ကထုတ်သုံးလိုက်တဲ့ထုတ်သုံးလိုက်တဲ့ဒီတကယ့်ကို ဟိုအနုညူတပေါင်းမှုတွေရှိတယ်အနုညူနည်းနည်းထုတ်လုပ်တဲ့နေရာရှိတဲ့နေရာကိုတိုက်ရိုက်ကြည့်တယ်မြေအောင်ထဲမှာရှိတဲ့နေရာတိုက်ရိုက်ကြည့်အောင်ပြစ်နိုင်တယ်ဆိုပြီးတော့မပြောတဲ့လက်နက်နဲ့ပြစ်တာတွေကိုကျွန်တော်ကြည့်ပြီးတော့တော်တော်တော့ကျွန်တော်လဲတာစဉ်းစားကြရအများကြီးဖြစ်သွားတာအမေရိကန်ကဒီဘွဲဝင်ပါလာခြင်းအကြောင်းရတယ်ဒီဘွဲဝင်လာရင်ဝင်ပါလဲအကြောင်းရတယ်နောက်ကမှမြို့နယ်ဇာတ်လမ်းအများကြီးရှိနေတယ်ပေါ့နော်အခုလက်ရှိချိန်ကြီးတော့အစ္စရေးအစ္စရေးကအီရန်ကိုစပြီးတော့မထင်မှတ်ဖက်နဲ့စပြစ်လိုက်တယ်အစ္စရေးကအီရန်မထင်မှတ်ဖက်နဲ့ပြစ်လိုက်တယ်ပြစ်တဲ့အချိန်မှာအီရန်အကြီးကြီးထိတယ်ဒီအီရန်မြို့တော်မှာအကြီးကြီးထိတယ်ဟိုဘူလူကြီးလည်းတည်တယ်ပညာရှင်တို့တည်တယ်အာအဲ့လိုတည်ပြီးတော့ ေးပြီးတော့နောက်သိမ့်မကြခင်မှာပဲအာအီရန်ကလည်းပြန်ပြစ်တယ်ပြန်လာပြစ်တယ်အလုံးဒါတိကျတာတွေပဲတနည်းနေပေါ့နော်တိကျတာတွေကိုပြန်ပြောနေရတော့ဖြစ်တယ်အီရန်ပြန်ပြစ်တယ်ပြစ်တော့အီရန်ပြစ်တော့အစ္စရေးမှလည်းထိတယ်ဆိုတော့အပြန်လမ်းတော့သူတို့ပြစ်ကြတယ်အစ္စရေးကဒီဟိုဘယ်လိုကောကော်ချာပေါ့သူတို့ကဒီ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 တစ်ဖက်ကပြစ်မဲ့လောင်ချာပြစ်ပြစ်မဲ့လက်နက်တွေကိုတာဝဲပြစ်တုံးနေလက်နက်တွေကိုကာတဲ့ဟိုတာမရီကော်ချာလို့ခေါ်မလားဘာကော်ချာညာကော်ချာပေါ့နော် iron dome system တွေအဲ့ဒါတွေအကုန်လုံးကအကုန်ဟိုအကုန်လုံးဒီဟိုတချို့ကဆို system မနိုင်တော့တာတစ်ဖက်ကလည်းဟိုနီးပရီယာကြီးပါလာတဲ့ပြစ်ခတ်မှုတွေကြောင့်မနိုင်တော့တဲ့ဒီဖြစ်လာတယ်နောက်ဆုံးမှအပြန်လမ်း ြစ်ကြရင်လည်းမြို့ကြီးလည်းပြက်ကြတယ်ဟိုတော်တော်လေးလူတွေတိကျဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့နော်ပြက်ကြတယ်အဲ့လိုဖြစ်နေဖြစ်နေတင်းမာမှုတွေများနေတဲ့အချိန်မှာအခုနောက်ဆုံးတော့အမေရိကန်ကဝင်လာတယ်ပြောရရင်အီရန်မှာနျူကလ িয়ার ဘုံးတွေရှိတယ်နျူကလ িয়ার ဘုံးရှိတဲ့နေရာတွေရှိတယ်အဲ့ဒါကြောင့်မလို့နျူကလ িয়ার ဘုံးရှိတဲ့နေရာကိုပြစ်တယ်ကဘာကြီးကိုသူကယ်တင်နေဆိုတဲ့ပုံစံမျိုးနဲ့အမေရိကန်ကတခါတည်းအဲ့ဒါကိုပြောလိုက်ပြီးတော့အခုချင်းကြောက်စကားကြီးပြောတော့ဒိုနယ်ထရန့်ကိုရင်တော့အောင်မဲခံတယ်ပေါ့အောင်မဲခံပြီးတော့ဟိုအီရန်နေနဲ့ငြိမ်းချမ်းကြီးလုပ်ပါမလုပ်ဘူးဆိုရင်တော့ဒါလည်းဆိုးရအိုက်ထပ်လာအောင်မယ်ဆိုတော့မျိုးသူချင်းကြောက်တယ်အီရန်ဘက်ကလည်းဒါကိုသိပြီးတော့ မကျေနပ်ဘူးဗျာမကျေနပ်ဘူးအီရဘက်ကထုတ်ပြချက်ဒီမှာကြည့်လိုက်ရင်တော့လေပြောဆိုချက်ဒီမှာကြည့်လိုက်ရမယ်ဆိုရင်လေအာပြောရရင်တို့ပြက်ခတ်ခံရတော့မှန်တယ်ဒါပေမဲ့အဲတို့အဆွန်ဖျားလောက်ပဲကြည့်တယ်နည်းနည်းပြချင်းပဲကြည့်တယ်ဒါမျိုးတွေသူပြောတယ်အဲပြီးတော့ဒါကြီးကရှင်းပြောရရင်တော့အမေရိကန်နိုင်ငံသားတွေအမေရိကန်စစ်တပ်ရာရှိတွေအမေရိကန်နိုင်ငံသားတွေအကုန်လုံးကိုပုံမှာပြစ်မှတ်တွေဖြစ်ပြီဆိုတာမျိုးတို့ကအကုန်လုံးပြစ်မှတ်ထားပြီးတော့လောက်တော့မယ်ဆိုတော့ပုံမျိုးတွေလည်းအီရန်ကပြန်တုတ်ပြန်တယ်ပြောရရင်တော့တို့အချင်းချင်းကြားမှာတော့ဟိုမီဒီယာစစ်ပွဲတွေမှာပါနေပါတော့ဒီလက်နက်ကြီးတွေနဲ့ထူးခြားတဲ့ထူးဆန်းတဲ့လက်နက်တွေပြည့်ရုံနေမဟုတ်ဘူး ဟိုတကယ်ကိုကပဟိုဘယ်လိုခေါ်မလဲဟိုမြို့တွေရွာတွေဖြစ်နိုင်တဲ့ရွာတွေဖြစ်နိုင်တဲ့မြို့တွေပြည်စည်းနိုင်တဲ့မြို့ဖြစ်ဒုံကြီးတွေပြည်နိုင်ပြည်တဲ့အပြင်သူတို့မီဒီယာမီဒီယာနဲ့ပါပြစ်ကြတာခက်ကြတာဖြစ်လာတယ်အဲ့လိုတွေဖြစ်လာဖြစ်လာပြီးတော့လူကြားထဲမှာသူတို့သူတို့ဖြစ်ပြီးတော့နောက်ဆုံးမှာအမှုရိုးတွေပါထုတ်သုံးတဲ့ဖြစ်လာနိုင်သလားပေါ့နော်စိုးရင်ကြေရှိလာတယ်ဆိုတော့အီရန်ဘက်ကနေလည်းပါကစ္စတန်အပါအဝင်အခြားသောဒီမော့စလင်နိုင်ငံတွေပေါ့နော်သူအဲ့ဒီဖွဲ့တွေကလည်းအခြားသောမော့စလင်နိုင်ငံတွေကလည်းဟိုအစောပိုင်းကတော့အမေရိကန်ဝင်ပါကစ္စတန်ကတော့ တို့ပစ်မလိုက်တို့ကပစ်ပလိုက်လူမျိုးပစ်ပလိုက်မယ်လို့ Israel ဖြောက်ပြင်းမယ်လို့ပါဘူးမျိုးစုံကြွေးကြော်ခဲ့ကြဘူးတဲ့ဒါပေမဲ့အခုအမေရိကန်တကယ်တည်းရဲ့ဝင်လဲပါလာတော့အားလုံးကလည်းနည်းတော့တုံသွားမယ်လို့ယူဆတယ်။ဒါဆိုအမေရိကန်ကိုယ်တိုင်ပါလာပြီဆိုရင်ဒီဟာကနည်းတော့အန္တရာယ်များတယ်ဆိုတော့သိတယ်။အမေရိကန်ပါလာပြီဆိုတော့ ਨੇ ကဘာစစ်တီကိုရောက်သွားနိုင်တယ်ဆိုတော့အားလုံးကသိကြတယ်ပေါ့နော်သိကြတယ်။ဆိုတော့အခုအီရန်ကဒီနောက်ဆုံးအချိန်ဆိုရင်သူ့ရဲ့ဖော်မုတ်စီလေးချောင်းပိတ်လိုက်ပိတ်တယ်စပိတ်မှုပိတ်လိုက်တယ်ပေါ့ ပိတ်တယ်ဘာလို့ပိတ်လဲအဲ့ဒီကနေရေနံလောင်စာထွက်တာအခုတော့ကဘာမှာကူရေနံလောင်စာပြဿနာတော့တဖြည်းဖြည်းနဲ့ပြဿနာတဲအောင်မချင်တာပဲဆိုတော့အခုလောဆိုတော့ဟော်မုန်းကြီးလည်းကြောက်ဦးဒီနေ့ဒီနေ့မှာတခါတည်းစပြီးအီရန်ကသူ့ဘက်ကအကုန်ပိတ်လိုက်တယ်ပိတ်တော့ဟော်မုန်းကြီးလည်းကြောက်မှာကာနေဖြတ်ပြီးတော့လောင်စာစီတွေသွားနေတဲ့ကိစ္စကဘာကဘာရဲ့လောင်စာစီရဲ့အာတော်တော်များတယ်ဗျငါဟိုတောင်ကဘာလောင်စာစီကွက်ရဲ့တချို့ကတော့15ရာခိုင်နှုန်းလို့ပြောတချို့ကတော့50ရာခိုင်နှုန်းလို့ပြောတယ်မျိုးစုံပြောကြတယ်ဗျာနော်ဆိုတော့ရာခိုင်နှုန်းတစ်ခုပေါ့ဗျာအဲ့လောက်ထိကိုသူကလောင်စာစီစီကွက်ကြီးတစ်ခုလုံးကိုအရေးပါတဲ့နေရာကိုဟော်မုန်းကြီးလည်းကြောက်ပိတ်လိုက်တဲ့ဒီဖြစ်တယ်ဖြစ်တယ်အဲ့ဒါကိုဖြစ်တယ်ပြီးတော့ဒီ အမေရိကန်နိုင်ငံကိုသူတို့ပြန်တုံ့ပြန်တိုက်ခိုက်ဖို့တော့ဘူးအီရန်ဘက်ကလည်းကြိတ်စူးစမ်းနေလိမ့်မယ်လို့စဉ်းစားတယ်။တိုးတော့ကျွန်တော်ဒီနေ့မှာကျွန်တော်တို့အဲ့ဒီကိစ္စတွေခဏဖယ်လိုက်ပြောကြမယ်ဆိုတော့နျူကလ িয়ার ဘုံးတွေတက်တာမဖြစ်နိုင်ဘူးလားဆိုတော့အီရန်မှာနျူကလ িয়ার ဘုံးကအီရန်ကရှိတယ်လို့သူကတော့ဟိုသူတို့ကသူတို့ကြိုးကြော်ထားပြီးမယ်ကျွန်တော်တို့အမြင်ပြောရရင်တော့ရှိဖို့တော့သူတို့မှာမရှိတော့သိဘူးလို့ကျွန်တော်ယူဆတယ်။ရှိလူနေပါဖြစ်နေပြီးတော့သိရတယ်။ဟောဒါကြိုးစားနေတယ်လို့သိရတယ်။ရှိလူနေပါဖြစ်နေပြီ။ဖြစ်နေတာကြည့်အဲဒါကြောင့်မလို့အမေရိကန်ကလက်ဦးရယူပြီးတော့အဲဒါကိုဖျက်ဆီးပြတယ်လို့ကျွန်တော်ကောက်ချက်ချတယ်။ဆိုတော့အစ္စရေးကလည်းအီရန်လက်ထက်မှာနျူကလ িয়ার ဘုံးရှိနေပါဘူးကြောက်မှာ။ ကဘာကြီးကလည်းဒီအမေရိကန်ကလည်းကြောက်ပါပဲ။ဘာလို့လဲဆိုနျူကလ িয়ার ဘုံးပိုင်ဆိုင်တဲ့လက်နက်တနိုင်ငံတိုးလိုက်တိုးလာလိုက်မှာဒီနျူကလ িয়ার ဘုံးပိုင်ဆိုင်ထားတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအတွက်ကဟိုထင်ထိုင်ချင်းလို့မရဘူးပေါ့ဗျာ။လွယ်လွယ်ပြောရင်တော့ဟိုကျွန်တော်တို့ကနျူကလ িয়ার ဘုံးရှိတဲ့နိုင်ငံနဲ့ကျွန်တော်တို့စကားပြောတဲ့အခါမှာဓာတ်လူကြီးလူစကားပြောဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ပြီးတော့နျူကလ িয়ার ဘုံးရှိတဲ့နိုင်ငံတနိုင်ငံနဲ့ကျွန်တော်တို့စစ်ဖြစ်မယ်ဆိုရင်တေချာကျွန်တော်တို့ရှုံးပုံများတယ်။ဘယ်လိုမှဖြစ်နိုင်ချင်နေတယ်ပေါ့နော်။ဆိုတော့ပြီးတော့နျူကလ িয়ার ဘုံးကဘယ်နားမှာထားလဲဆိုတာလဲကျွန်တော်တို့မသိနိုင်ဘူး။အမေရိကန်နျူကလ িয়ার ဘုံးတွေဘယ်မှာထားလဲကျွန်တော်တို့မသိဘူး။နျူကလ িয়ার ဘုံးတွေဆိုတော့ဘယ်မှာထားလဲကျွန်တော်တို့မသိနိုင်ဘူး။အဲ့တော့ စစ်စစ်ဘက်ဆိုင်ကထောင်လိုင်းဖွဲ့စည်းလည်းသိနေလားဆိုတော့သိရင်လည်းသူတို့မှရှိနေလက်နက်အင်အားအများကြီးတစ်လုံးနဲ့နှလုံးနဲ့မဟုတ်ဘူးလုံးအလုံးတွေကိုထောင်ထဲရှိရှိတာဆိုတော့ဟိုအကုန်လုံးတိုင်ထစီဘူးဆိုတာမဖြစ်နိုင်အဲ့တော့အမေရိကန်နိုင်ငံနဲ့ရှင်းတိုက်ဖို့ဆိုတာလည်းတောင်းတာလို့မဖြစ်နိုင်ဘူးသူ့ကိုရှင်းပြီးတော့နျူကလ িয়ার ဘုံးနဲ့ရှင်းတိုက်နေတာဆိုလို့နီးဆုံးကတရုတ်နဲ့ရုရှားပဲရှိတယ်အမေရိကန်ဟိုမြောက်ကိုရီးယားကိုရှင်းမတိုက်နိုင်ပါဘူးဆိုတော့သူတို့လည်းနိုင်ငံနောက်ထပ်နိုင်ငံကအီရန်လိုနိုင်ငံနောက်ထပ်တစ်ခုပေါ်လာရင်ဒီအစ္စလာမ်နိုင်ငံတွေရဲ့အာနျူကလ িয়ার ဘုံးပိုင်ဆိုင်မှုကကပိုင်းကိုချင်းချောက်တယ်လို့အမေရိကန်ကလည်းဆွဆွဲလာပါတယ်ဒါကြောင့်အီရန်မို့သူတို့ကရှင်းပြတော့ အီရန်လုံးမှုရောက်တိုက်တယ်လို့ခေါ်တယ်။အီရန်ကလည်းသူ့ဘက်ကလည်းသူကလည်းဒီရှိမှဒီလိုမျိုးနျူကလ িয়ার ဘုံရှိတိုင်းထင်တိုင်းကျဲပြီးစော်ကားခံရတာတို့လည်းအကြိုက်မှာမဟုတ်ဘူး။ Israel ကဘာကြီးလည်းမကြိုက်ဘူး။မကြိုက်တဲ့ကသူတို့ကလည်းကြိတ်ပြီးစူးစမ်းမှာပဲပေါ့နော်။စူးစမ်းမှာပဲ။အဲ့တော့အခုသူ့ရဲ့ဒီ B2 ဘုံမှာကြီးနဲ့သူ့ရဲ့နျူကလ িয়ার လက်နက်ရှိတဲ့ဘုံချဲလိုက်ခြင်းအဖြစ်ကလည်းမတတ်တာလို့သာခံရရပြီမဲ့ဟိုသူလည်းရင်ထဲမှာတော့ကြိတ်ပြီးတော့ကြံနေမှာပဲ။ American ကိုဖျက်ဆီးမယ်။တနေ့ငါဖျက်ဆီးပြမယ်ဆိုတဲ့အတွေ့အမျိုးအီရန်ခေါင်းဆောင်တွေနဲ့အီရန်မျိုးဆက်တွေခေါင်းဆောင်လူငယ်တွေကြားထဲမှာဒီစိတ်ကဝင်သွားလိမ့်မယ်။ ထောက်နေတာအဲ့တော့ကဘာကြီးကစစ်ပွဲနဲ့တော့စစ်စင်ဝင်နေတော့တဖြည်းဖြည်းတော့ကျေလောင်လာတယ်ပြီးတော့အညိုတီအာဂရတွေပူပူကြီးလာတယ်တနိုင်ငံနဲ့တနိုင်ငံခြားမှာအညိုတီတွေပူရှိလာတယ်ဆိုတော့ကျွန်တော်အမြင်ပြောရရင်တော့အဲ့ဒီအညိုတီတွေကတစ်ချိန်မှာကဘာစစ်တီဥတည်သွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ကဘာစစ်တီကဘာစစ်တီတီထိဆိုတဲ့နေရာမှာကိုကကဘာစစ်ဖြစ်နေမှာမဟုတ်လားမင်းဟိုယူကရိန်းနဲ့ရုရှားဖြစ်တယ်ကွာနော်အစ်စရေးနဲ့ပါလက်စတိုင်းဖြစ်တယ်ကွာအစ်စရေးနဲ့အီရန်ဖြစ်တယ်ကွာပါကစ္စတန်နဲ့အိန္ဒိယလည်းခြားတော့မယ်ကွာ ထိုင်ဝမ်နဲ့တရုတ်ကလည်းအမြင်နဲ့နင်လာငါလာစော်မလို့တော်မလို့ဖြစ်တယ်ဖိလစ်ပိုင်နဲ့တရုတ်ကလည်းချိုက်စင်လို့ဘာလို့ဖြစ်တယ်မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားဂျပန်တို့ကလည်းချမှတ်ပြင်းနေတယ်ဒါလောက်ကြီးဖြစ်နေတဲ့ခင်ကြားထဲမှာမင်းအဲ့ဒါကဘာသိမဟုတ်ဘူးလားလို့ပြောကြတယ်ပေါ့နော်ဥရောပနဲ့ဟိုရုရှားနဲ့လည်းသိကြည့်ရတာမဟုတ်ကြည့်တာမဟုတ်ဘူးတခါရုရှားနဲ့တရုတ်နဲ့နှစ်နိုင်ငံပေါင်းပြီးအမေရိကန်နဲ့လည်းသိကြည့်ရတာမဟုတ်ပြန်ဘူးဆိုတော့အကုန်လုံးကအုပ်စုအုပ်စုလေးနဲ့သူကလုံးနေကြတော့မင်းကဘာသိကြည့်ရမဖြစ်အောင်တမဲလေးပါပဲဖြစ်လူလူတဲတဲလေးပဲဖြစ်နေပြီမဟုတ်ဘူးလားလို့ပြောလိုက်ရတယ်မှန်တယ်ဒါပေမဲ့ကဘာသိမဟုတ်ဘူးအားလုံးကချစ်ချင်နေကြ ဘာလို့အကုန်လုံးကအခုလက်ရှိဖြစ်နေတဲ့ခင်ချင်အကုန်လုံးကတကယ်အင်အားကြီးနိုင်ငံချို့မှာအုပ်စုနှစ်စုကွဲသွားတဲ့အင်အားကြီးနိုင်ငံတွေမှာကနျူကလ িয়ার ရှိနေတယ်။ဥပမာရုရှားတရုတ်အုပ်စုကလည်းနျူကလ িয়ার အများအပြားပိုင်ဆိုင်တယ်လို့အမေရိကန်ဥဆောင်တဲ့နောက်ကဘာလဲနျူကလ িয়ার ပိုင်တယ်။နော်အဲ့တော့အကုန်လုံးကတစ်ဖက်နဲ့တစ်ဖက်ချမယ်ဆိုရင်နျူကလ িয়ার နဲ့ပြစ်ကြမှာ။မတက်တာရင်ပြစ်မှာ။ပြစ်ရင်နျူကလ িয়ার ဘုံအမေရိကန်အမေရိကန်ကုမ္ပဏီဘုံနျူကလ িয়ার ဘုံတလုံးကြာရတယ်။အမေရိကန်ပြန်ပြစ်တာအာရှကုမ္ပဏီတွေကိုအလုံးမောင်းမြောက်ပြန်ဝင်လာလိမ့်မယ်။အဲ့တော့အာရှကုမ္ပဏီတွေပြန်ပြစ်မယ်ဆိုရင်ကျွန်တော်တို့ကအာရှနဲ့တက်ဆက်ဆက်တဲ့ကုမ္ပဏီမှာကျွန်တော်တို့မှာရှိနေတာ။ပို့ဆိုတာကဒီဘက်က တရုတ်ဒီဘက်ကအိန္ဒိယအဲ့ဒီနှစ်နိုင်ငံလုံးကနျူကလ িয়ার နဲ့ပိုင်တယ်အိန္ဒိယရဲ့ဘေးကရက်ကပါကစ္စတန်နဲ့နျူကလ িয়ার ဘုံပိုင်တယ်ဆိုတော့ကျွန်တော်တို့ပြန်တွေ့ကြည့်မယ်ဆိုရင်ကျွန်တော်မြန်မာကနျူကလ িয়ার ဘုံပိုင်ဆိုင်တဲ့နိုင်ငံကြီးနှစ်ခုရဲ့စုံရအလေကောင်တွေမှာကျွန်တော်တို့ရှိနေတာဒါကျွန်တော်တို့ကရှိနေတယ်အဲ့တော့ဘလို့ကြောင့်ဖြစ်ဖြစ်ဘလို့ပဲဆက်ဖြစ်ဖြစ်နျူကလ িয়ার ရှိတဲ့နိုင်ငံကြီးဆက်ဖြစ်ကြရင်ကျွန်တော်တို့ကလွတ်ဖို့ခက်တယ်မြန်မာနိုင်ငံကတော့ကပွင့်လင်းပြောရင်တော့စက္ကန့်ပိုင်းနာရီပိုင်းမိနစ်ပိုင်းပဲကျွန်တော်တို့တနေ့တော့မကြောက်တော့ဘူးနိုင်ငံလုံးခါကျွန်တော်တို့အကုန်လုံးအခုရန်ဖြစ်နေတဲ့အကုန်လုံးက0ဖြစ်သွားမှာဘာမှမဟုတ်တော့ဘူး အခုကျွန်တော်တို့ပြည်တွင်းမှာမြန်မာပြည်နိုင်ငံသားအချင်းချင်းဖြစ်နေကြရဲဟာတွေကဟိုနျူကလ িয়ার ဘုံးနေရှိကြတဲ့နိုင်ငံတွေဖြစ်ကြရတယ်ရှင်းလိုက်လို့ရှိရင်ကျွန်တော်တို့ကစကားတော်ပြောကြည့်မြလိုက်ဘူးမင်းဘာလဲငါဘာလဲပြောလို့ရှိရင်နျူကလ িয়ার ဘုံးအုံးလို့ကြကျွန်တော်တို့ပြောတော်အောင်စကားတော်မဆုံးသေးဘူးကျွန်တော်တို့အကုန်လုံးဘယ်ချိန်တည်သွားမှမသိရဖြစ်သွားမှာဒါကြောင့်ကျွန်တော်မြန်မာအချင်းချင်းချနေကြရဲဆိုရင်ဇလန်ဟာကဘာကြီးနဲ့ရှင်းလိုက်ရင်ဘာမှတော့တည်တည်လေးဖြစ်နေတယ်ဒါကြောင့်မြန်မာတွေလည်းခုချိန်မှာနားလဲဟုတ်တယ်နိကဘာကြီးကတော့လုံးလုံးဖြစ်နေပြီတော့လုံးဖြစ်နေပြီအမရမတ်ဘက်ကဆိုလေမြန်မာပြည်မှာရှိတဲ့ရန်ကုန်မှာရှိတဲ့73စီစီးတွေကတအုပ်မလားမသိဘူး။ဘာလို့ဆိုမြန်မာပြည်က73စီပိုင်းဆိုင်ပိုင်းရှင်တွေတော်တော်များက73စီတထေးတွေကတော်တော်များက ဟိုရှင်တိရအတိုင်းပဲဟိုဟိုဘက်ကကဘာလှလှလို့ဆိုစီတိုင်းနေဈေးတက်မယ်ဆိုတာအကြီးပဲဖြစ်နေတာเนาะအဲ့တော့ဟိုအခုပို့ထုတ်တာဟိုရန်နံပိုင်တဲ့နိုင်ငံတွေကစစ်ပွဲတွေဖြစ်ပြီးလှလှလို့ဆိုရင်ပို့ပြီးတော့ဒီဘက်ကဈေးတက်မယ်ကောင်းနေအစင်းစင်းစောင့်နေတာဒါအောင်စောင့်နေကြတာเนาะเนาะအဲ့တော့ခါကြရင်လဲကျွန်တော်တို့ကမမြဲသောတရားကိုလည်းမတွေ့ဘူးကျွန်တော်တို့ချင်းချင်းမှာချင်းချင်းတတ်ကြဖက်ကြနေပဲတိုင်းပြည်ကရှေ့ကိုရောက်နေကျွန်တော်တို့လွဲတော့လွဲနေပေါ့เนาะဟိုနိုင်ငံကောင်းဆောင်တွေပို့လို့မကြီးလို့ပါဝင်နိုင်ငံကောင်းဆောင်တွေတော်တော်များတယ်ဒီကဘာကြီးဘာဖြစ်မှလဲဆိုတော့သူတို့လည်းလိမ့်လာလိမ့်လာနေနေပြီးတော့တောင်းတောင်းမိုက်မဲတဲ့အတွေ့အကြုံမရှိဘူးဆိုရင်ဒီချိန်မှာမြန်မာပြည်ကကောင်းဆောင်တွေအကုန်လုံးအေးအေးဆေးနေမှာ ထိုင်းနိုင်ငံစကားရံဖြစ်မှာမဟုတ်ဘူးအိန္ဒိယလည်းဖြစ်မှာမဟုတ်ဘူးတိမယ်ဖြစ်မှာဘယ်သူမှရံဖြစ်ဘူးဘယ်သူနဲ့မှဘယ်နိုင်ငံကမှစကားမမောင်မှာတခွန်မှမပြောနာနာကြီးကြီးတခွန်မှမပြောပဲနဲ့အသာလေးနေမှသိကြတယ်ဘာလို့ဆိုစစ်တဲ့ကိုဆွဲခေါ်မှာဆိုလို့မင်းထိုင်အဲ့တော့ခေါင်းဆောင်တွေကပပနဲ့နဲ့အေးစေးနေလိမ့်မယ်လို့ကျွန်တော်မြင်တယ်သူတို့ကဒီခင်းချင်းတွေအကုန်လုံးကနေငါတို့နိုင်ငံရဲ့အနာဂတ်အတွက်ကောဆိုတာမျိုးလေးအဲ့တော့ကျွန်တော်တို့ကကိုယ်အိန္ဒိယကနျူကလ িয়ার နျူကလ িয়ার သွားနေရှိနေဆိုရင်ကျွန်တော်တို့အချိန်ကြီးကြိုက်ပါမယ် အဲနျူကလ িয়ার သွားရင်ကျွန်တော်တို့ကရင်ကျွန်တော်တို့ဘာခံနိုင်ပါလဲဗျအဲ့တော့ဒါကြောင့်ကျွန်တော်တို့ကလည်းကိုယ့်ကိုယ်အားကောင်းအောင်ကြိုးစားဖို့ဆွေးနွေးရမှာအများကြီးပြင်ဆင်ရမယ်ဒီချိန်မှာအချင်းချင်းသွေးကွဲနေကြမယ်အချင်းချင်းရန်နေဖြစ်နေကြမယ်ဆိုရင်ကျွန်တော်ရှေ့မရအောင်တော့အောင်မယ်တချိန်တော့ကျွန်ပြည့်လို့ပြန်ပြုတ်သွားလိမ့်မယ်အခုလည်းတော်ရပြီကျွန်ပြည့်ခံနေရတယ်လို့ထင်တယ်ဆိုတော့ဇရိုက်ဖြစ်လာတဲ့စစ်ပွဲတွေကြောင့်ကျွန်တော်မြန်မာနိုင်ငံလည်းပွင့်လပြောင်းလွတ်မယ်တော့မထင်နဲ့စစ်ပွဲရေးခရက်တွေထိမစစ်ပွဲရေးရိုက်ခတ်မှုတွေထိမယ်လောင်စာတွေထိနိုင်တယ်လောင်စာတွေပြည်ထောင်ထိနိုင်တယ်စစ်ပွဲရေးရိုက်ခတ်မှုတွေကြီးဝါဖြစ်သွားနိုင်တယ်နောက်တစ်ခုကဒီအာရှပစိဖိတ်တဲကို စစ်ပွဲတွေဆင်ပွားလာရင်ကျွန်တော်တို့မလွတ်တော့ဘူးအဲ့ဒါတော့မမေ့ဘူးပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့မြန်မာတွေကလည်းစီးလုံးညံ့ကြဖို့လိုတယ်ဒါကိုဒါကိုပြောချင်တာပါပြီးတော့ Israel American American Israel နဲ့ Israel နဲ့ American ပေါက်ပြီး Iran ချလိုက်တဲ့အတွက်ဒါနဲ့ Islamic နိုင်ငံတွေလည်းတော်တော်လေးစဉ်းစားဆင်ခြင်သွားလိမ့်မယ်သူတို့တဲရတော့ရင်ဆိုင်တိုက်မှာမဟုတ်ဘဲနောက်ပိုင်းမှာဘုံခွဲတိုက်ခိုက်တဲ့ဒီ American တွေကစူးစူးသွားလို့လည်းလှုပ်ရှားရဆောင်မျိုးဖြစ်လာနိုင်ရရှိရနောက်ပိုင်းမှာအဲပြီးတော့အဲ့ဒါကြောင့်လည်း American မှာရှိတဲ့ New York Washington နဲ့ Los Angeles လိုမြို့တွေသုံးမြို့မှာတကူကူကူဆိုရင်ဒါ alert alert လောက်ထားတယ် alert bait လောက်ထားတယ်ပေါ့နော်တကယ်ကိုအချမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကို alert လောက်ထားတယ်လို့သိရတယ်ဆိုတော့ဟို ကဘာကြီးရတဲ့မိနေလောက်ပေါ့နော်တိုးတော့ဒီစစ်ပွဲကတော့အမေရိကန်ကိုယ်တိုင်ဒဲကြီးဝင်ပါလာတာဖြစ်တဲ့အတွက်ဒေါ်နယ်ထရိုင်းကိုယ်တိုင်ကလည်းမထင်မထင်ဆိုလို့မဲ့သူတို့ဇောက်ကန်းဆိုတော့တိရတိုင်းပဲအစ္စလာမစ်နိုင်ငံတွေကလုံရဲပါမလားဆိုတဲ့မိကုန်းရှိတယ်ဒါကြောင့်အစ္စလာမစ်နိုင်ငံတွေကအာမတန်လို့ခဏလောက်တော့မန်ရှော့ရတဲ့အနေထားထိရောက်သွားနိုင်ချေလို့ရှိတယ်။ဘာလို့လဲဆိုတော့စကလုံးအရာပြောနေပြီမဲ့မန်ရှော့လိမ့်မယ်လို့ယူဆပါတယ်။ဖြစ်ဖြစ်ချင်းအစ္စလာမစ်နိုင်ငံတွေအားပြန်ရှော့ရလိမ့်မယ်။နောက်တစ်ခုကကျိတ်ပြီးတော့တူတူတူကျိတ်ပြီးတော့ပြင်ဆင်နေလိမ့်မယ်လို့ပဲကျွန်တော်တို့ကမန်းနဲ့စစ်ပွဲကကဘာစစ်တီတော့ဆက်ရွှေ့မယ်လို့မထင်ဘူး။သို့တော့ အညိုအထိတွေဆက်ကြည့်နေဖြစ်လို့တိတ်မကြတော့ခဲ့နှစ်ဒီတစ်ခုတိုင်းတစ်ခုရောက်ရင်တော့ဒေချာပေါ့ကျွန်တော်တို့ကဘာစစ်တစ်ခုတော့မြင်ရတော့မထင်နဲ့ကျွန်တော်တို့ခရောက်တက်တက်ပေါ့နော်အတက်တက်တော့မှမြင်နိုင်တယ်ရှိရဲ့လို့တော့ပြောရမှာဖြစ်တယ်နော်အခုလိုတရင်တွေကိုပြောရပေးတဲ့အတွက်တော်များများကိုလည်းကျွန်တော်